ခုကျွန်တော်ရောက်နေတာတော့ဖအံမြို့နယ်မှာရှိတဲ့ဘရင်ညီနောင်ကူပဲဖြစ်ပါတယ်ခင်ဗျာခုကတော့ဟိုတောင်ပေါ်ပေါ်မှာရှိတဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာပါခုကျွန်တော်ရောက်နေလာတော့ဖအံမြို့နယ်မှာရှိတဲ့ဘယင်းကြီးနောင်ကူပဲဖြစ်ပါတယ်ဒါတော့မြို့သားတွေအတွက်တည်တံ့ရေကူးကန်ပေါ့ဗျာမြို့သမီးကန်ကတော့ဟိုပတ်ချမ်းမှာရှိတယ်ရှိနေတယ်ဒါတော့ဒီပြင်းညီနောင်ကူမှာတော့ရေပူရေအေးရတယ်ဗျဒါဒီပတ်ချမ်းရေကပူပါအေးပါကျွန်တော်တော့စမ်းကြည့်အောင်မယ် ဒါရေပူကရေအေးကားဆိုအာနွေးနေရောဗျာဒီကနွေးနေဒီမှာရေပါစိမ့်လို့ရပါတယ်ဒီဘက်ချမ်းကတော့ခမေးကံပေါ့ဗျာနည်းနည်းတိမ်နေဒီနေရာကတော့ကျွန်တော်ဘူကြီးတွေဘူကြီးဆိုပေမဲ့ပဲခမေးတွေကုလို့ရပါတယ်တားရီတော့မနှက်ဘူး ောင်ပေါ်ဖျားမှာပဲရှိပါတယ်ဟုတ်အထဲမှာပေါ့နော်အထဲမှာဘာတွေရှိပဲဆိုတာကျွန်တော်တို့လက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျဒီကိုပါရင်တော့တတိယထားစေချင်တယ်မိုးရသည်ဆိုတော့ရေညှိတယ်ရှိတယ်ဒီမှာဒါတွေကရေညှိပါကျွန်တော်အခုပဲဒီရေညှိပေါ်နင်းချပိုက်ဖို့ပတ်ဝန်းကျခဲ့ပါပြီဒါပေမဲ့ကျွန်တော်ကန်ကောင်းတယ်ဖို့ပြောရမှာလားမသိဘူးကျွန်တော်ကဒီတစောင်းကြတော့ကျွန်တော်ထိခိုက်မှုဘာမှမရှိခဲ့ဘူး ကျွန်တော်ရဲ့အဝတ်စားတွေကတော့မြင်တဲ့အတိုင်းပါပဲဗျာဒီမှာအကုန်စုပေါ်မှာပြီးအဝတ်စားတွေကတော့အခုကျွန်တော်ပေါင်ပေါ်မှာရှိတဲ့ဂူစီကိုကျွန်တော်သွားနေပါတယ်ကျွန်တော်ဒီသူ black cable ကိုကျွန်တော် fake ခေါ်ပါတယ်ခင်ဗျာဒီဘင်းညီနောင်ကူကတော့ တထုံအမ်ဗမ်းမာပေါ်မှာရှိနေတဲ့ကိုလို့ပြောရမှာပေါ့ဗျာကျွန်တော်ဒီတထုံကနေပါမယ်ဆိုရင်ဒုံတမိတတားကိုကြော်ပြီးတာနဲ့9မိနစ်လောက်မဟောင်းတာနဲ့ဆိုရင်ဒီဗမ်းမာရဲ့ဘက်ချမ်းမှာရှိပါတယ်ခင်ဗျအများစုကတော့ဒီဖအန်သွားရင်တော့ဒီကူကိုတိတ်ပြီးတော့တိတ်မရောက်ကြဘူးဗောနော်ဘာကြောင့်လဲဆိုတော့ကားကတော့ဖအန်မှာပဲရက်တာကို ကြမိတ်ဆွေတို့ပဲဒီပချမ်းရောက်တဲ့ခါကျရင်တော့ဝင်ရောက်ပြီးတော့မိပါပါဒီကူမှာကြတော့ရေပူရေအေးကန်ရှိတယ်ခဏကျွန်တော်ရိုက်ပြတဲ့အမျိုးသားရေကူးကန်နဲ့အမျိုးသမီးရေကူးကန်ကတော့ရေပူကန်ဖြစ်ပါတယ်ဒီဘယ်ဘက်ချမ်းမှာရှိတဲ့ကန်ကတော့ရေကူးပိုင်းဖွင့်တော့မရှိပါဘူးအဲ့ဒီကောင်ကလည်းရေပူပါပဲဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဘီယင်းကြီးနောင်ကူအပေါ်တော့ရောက်နေပါတယ်ခင်ဗျာအထဲမှာဘာတွေရှိပဲအထဲမှာဘာတွေရှိပဲဆိုတာကိုကျွန်တော်တို့ပဲကြည့်ပေးပါအောင်ခင်ဗျာဒါဒီကူနေရန်ဘေးနားမှာရှိတဲ့ကြောက်ဆောင်နားမှာတည်ထားတဲ့စေတီငယ်တွေပဲဖြစ်ပါတယ် မိုးရသည်မို့ရေကြီးတဲ့ချေချော်မာကိုသတိထားရပါလေခင်ဗျာဒီမြင်ကွင်းကတော့ကျွန်တော်ဒီကူရဲ့တောင်ပေါ်ကနေမြင်တွေ့နေရတဲ့မြင်ကွင်းပဲဖြစ်ပါလေခင်ဗျာ ီမြင်ကွင်းကတော့ကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ဂူထဲကိုရောက်ပါပြီခင်ဗျာ ဒါဘုံဝင်ချင်းမြင်တွေ့နေရတဲ့ဂူအတွင်းရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျ။တိထားပါဒီမှာချော်တက်ပါတယ်။ကျွန်တော်ကဝင်ဝင်ချင်းမှာအမျိုးသားယူကုကံဘေးနားမှာကျွန်တော်ဖင်တိုင်ရဲ့ချော်ကြခဲ့ပါတယ်။ ဒီမြင်ကွင်းကတော့ကိုရဲ့အတွင်းပိုင်းကိုကျွန်တော်ရိုက်ပြထားတဲ့မြင်ကွင်းပဲဖြစ်ပါလေခင်ဗျဒီဘက်ဝမ်းကြောင်းကနေကိုရဲ့ဟိုးအသွင်းပိုင်းကိုဝင်လို့ရတယ်။တကူပဲရှိ။ vessel မီးမရှိတဲ့နေသားကြောင့်ကျွန်တော်အထဲကိုမဝင်တော့ပါဘူးခင်ဗျာ။ဒီအပြင်ကနေပဲကျွန်တော်တိတိပဲရိုက်ပြပါမယ်။ အပေါ်မှာမြင်တွေ့နေရတဲ့အနေထားကတော့ဒီကျွန်တော်နေရန်ကက်အောက်ခွက်ဖျားပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ဒီမှာမြောက်တွေရှိတယ်ဒီနေ့မိုးရွာနေလို့လားမသိမြောက်တွေတကောင်းမှတော့ကျွန်တော်မတွေ့ဘူး ါတော့ကျွန်တော်ဒီတောင်ပေါ်ဖះကနေအောက်ဘက်ရေကူးကန်ကိုမြင်တွေ့နေရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ဘဲဘက်ချမ်းမှာရှိတဲ့ရေကူးကန်တသေးသေးပဲမြင်နေရတဲ့အပိုင်းကတော့မျိုးသားရေကူးကန်ဖြစ်ပြီးတော့ဟိုးအရှိမှကြတော့အမျိုးသမီးရေကူးကန်ပဲဖြစ်ပါတယ်ဒီပင်မရေကူးကန်ကတော့ဒီဒီနေရာမှာရေကူးပိုင်ခွင့်မရှိဘူးကျွန်တော်ဒီဖះတွေ့ဆိုပြီးတော့တီးတန့်ထားတဲ့ ရေကန်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်သားတဲ့ချိန်မိုးရွာနေဖို့ဒီဗန်းလျှောက်တဲ့ခါတတိထားစီချင်တယ်မိုးရွာမှမဟုတ်ပါဘူးအခုမိုးရွာတီမို့ရေညှိတွေကနေရာတိုင်းမှာလို့ရှိနေပါတယ်ခင်ဗျ သတိတော့ထားပြီးတော့သွားစေချင်တယ်အခမ်းမသိတဲ့ခါကျရင် ချော်ပေးနိုင်ပါတယ်ခင်ဗျာပတာ see you